ချုပ်ထုံးဥချုပ်ထုံးအောင်ပေါ့နော်ဘုံချုပ်အနေသားဘုံချုပ်တံမကြီးချုပ်ဥချုပ်ထုံးအောင်ကိုလောက်ကြံတက်ဖြတ်တဲ့အဖွဲတွေကိုမိပြီဆိုတဲ့အကြောင်းကိုနာဆာကကမနေ့ကညပိုင်းမှာသတင်းထုတ်ပြန်တယ်ချောင်းနှစ်သမီးလေးကိုထည့်ထုတ်ပြန်တယ်တကယ်ဆိုရင်ဒီချောင်းနှစ်သမီးလေးကဒီပြစ်မှုမှာတိုက်ရိုက်ပါဝင်ပတ်သက်သူတိုက်ရိုက်ပါဝင်ပတ်သက်သူဘယ်တော့မှဘလုံးမဖြစ်နိုင်ဘူးအဲ့ဒီချောင်းနှစ်သမီးဟာကို highlight လုပ်ပြီးတော့သတင်းကိုလှုပ်ရေးပလိုက်တော့ဒီနာဆာကအစိုးရကြီးကနေထိုင်တဲ့ချောင်းနှစ်သမီးကိုပါဖမ်းနေပြီဖြစ်ကုန်တော့อืมတကယ်လည်းဖမ်းတာပဲလေသတင်းထုတ်ပြန်တဲ့ ဒီစစ်စစ်တဲ့ဘော်ကြီးနည်းနည်းလေးနောက်ပိုင်းကျစစ်စစ်တဲ့ပို့ပြီးတော့ကြောက်ကြမ်းမှတေချာလုပ်တဲ့နည်းစဉ်းစားသူ့ခေါ်တဲ့နည်းပေါ့ဒါတော့ကျွန်တော်အကြံပြုတာပါဟုတ်ကဲ့ကျွန်တော်မိဘညီကိုမွန်မမများအားလုံးပဲတော်လန်မနက်ခင်းလေးပါဒီကနေ့ဇွန်လ9ရက်နေ့မနက်ပိုင်းတည်ရတဲ့မြေပြင်စစ်ရေးတရင်ကိုလိုရင်းတိုဆင်ဖက်ပြသွားပေးပြီးရင်တော့ဒီနောက်မှာထုံးစံတိုင်းမှာကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်တစ်ပုဒ်သွားပြီးတော့ကြည့်လိုက်အောင်ညာ ဲတော့ပထမဆုံးဒီပလဲမျိုးရဲ့အဓိကစခန်းဖြစ်တဲ့ကန့်တော့စခန်းသိမ်းတက်ပွဲ9ရက်ဆက်တိုက်ပြင်းထန်နေပြီးစစ်တပ်ဘက်ကလည်းလေကြောင်းကနေအပြင်းထန်ခုခံနေကလက်နက်ခဲယမ်းများနဲ့စစ်တုပ်ပန်းအချို့ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေဘက်ကသိမ်းပိုက်ရရှိထားပါတယ်ဆိုတော့ဒီကန့်တော့စခန်းသိမ်းတက်ပွဲအခြေအနေလေးကတော့စကန်တိုင်းပလဲမျိုးနယ်မှာစစ်ကောင်စီရဲ့အရေးပါတဲ့စခန်းတစ်ခုဖြစ်တဲ့ကန့်တော့စခန်းသိမ်းတက်ပွဲ9ရက်ဆက်တိုက်ပြင်းထန်နေပြီးတော်လိုင်းတပ်ဖွဲ့တွေကစစ်တပ်ထံမှလက်နက်ခဲယမ်းများနဲ့စစ်တုပ်ပန်းအချို့ဖမ်းမိထားကစစ်ကောင်စီကလည်းလေကြောင်းကနေအပြင်းထန်ခုခံတိုက်ခိုက်နေရကြောင်းသိရပါတယ်။ ဒီကံကောပလဲလမ်းပိုင်းမှာစီးတဲ့ဒီကံနောက်စခန်းကိုဇွန်လ2ရက်နေ့ကစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဥဆောင်တိုက်ခိုက်နေခြင်းဖြစ်ကကျန်တဲ့တပ်ဖွဲ့တွေကတော့စစ်ကောင်စီရဲ့စစ်ကြောင်းတွေကိုဖျက်တောက်ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။ဒီတပ်ဖွဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ရလကတော့ကောင်းပါတယ်ဒီစစ်စင်ရေးဘ ிய ူဟာအတင်းဆောင်ဖြစ်မှာဆိုလို့ PLA ကသတင်းမထုတ်ပြန်သေးတာပါ။မကြာခင်မှာလည်းဒီ PLA ကသတင်းထုတ်ပြန်ပါလိမ့်မယ်ဆိုပြီးတော့ဒီပူပေါင်းစစ်စင်ရေးမှာပါဝင်နေတဲ့တော်လိုင်းရဲဘော်တို့ကပြောပြထားတဲ့ပထမဆုံးဒီကန့်နောက်စခန်းသိမ်းတပ်ဖွဲ့အခြေအနေလေးပဲဖြစ်ပါတယ်။ ဒါတဆက်ထဲမှာပဲစကန်တိုင်းပလဲမြို့နယ်ဇီးပြူကုန်းကျောင်းမှထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်ကိုပြစ်ခတ်တတ်ခတ်ခဲ့ရမှာတော့ပွဲချင်းပြီးတေဆုံသွားခဲ့ပြီးတနက်တလက်တင်းစီရစီခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးကတော့ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာပလဲမြို့နယ်ဇီးပြူကုန်းကျောင်းပြစိုရီစခန်းမှထွက်လာတဲ့စစ်ကောင်စီတပ်သားတအုပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကပြစ်ခတ်တတ်ခတ်ခဲ့ရမှာတော့ပွဲချင်းပြီးတေဆုံခဲ့ပြီးတနက်တလက်ကြီးပေါင်း2ခုနဲ့ကြီးစံများတင်းစီရစီခဲ့ကြောင်းသိရပါတယ် ဒါအပြင်ကမှဇွန်လ6ရက်နေ့မနက်ပိုင်းကလည်းရေဦးမြို့တောင်ဘက်အထွတ်မှာစီးတဲ့ကြီးကြာပိုးပိုင်းအပြင်ဘက်မှာနေမြစင်းလေးထွက်လာတဲ့အင်အား30ကျော်ပါအကြံဘတ်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဒရုန်းဖြင့်ပုံကျဲတက်ခတ်ခဲ့ရမှာလေဒီအကြံဘတ်စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုရှိမရှိကိုအတိပြုနိုင်ဖို့ဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကထပ်ပြီးတော့တင်ထားပေးတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် ဆက်ပြီးတော့လေဒီပကိုးတိုင်းအုတ်တွေးမျိုးနဲ့အထက်ခပောင်းဆက်ရေလွဲတက်မှမှာရှိတဲ့အချမ်းပတ်စစ်တပ်ဂိတ်စခန်းနဲ့စစ်ကူစစ်ကြောင်ကိုတက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သား12ဦးသေဆုံးခဲ့ပြီးလက်နက်လေးလက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးကတော့ဇွန်လ3ရက်နေ့မနက်9:30မိနစ်ခန့်မှာအုတ်တွေးမျိုးနဲ့အတွင်းမှာရှိတဲ့အထက်ခပောင်းဆက်ရေလွဲတက်မှမှာအထိုင်ချတက်ဆွဲထားတဲ့အချမ်းပတ်စစ်တပ်ဂိတ်စခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တက်ခတ်ခဲ့ပြီးတိုက်ပွဲကြခြင်း2နိုင်ခန့်ဖြစ်ပေါ်ခဲ့ကစခန်းတစ်ခုလုံးကိုတက်ခတ်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါဗျာ။ အဆိုပါအချမ်းဘတ်စစ်တပ်စခန်းအတွင်မှာကြီသူရီတနတ်3လက် MA11 တနတ်တက်လက်အင်နာကဘုံတိ9လုံးလက်ပြဘုံတလုံးနဲ့ကြီကနှစ်ထည်တို့ကိုတင်ပန်ရရှိခဲ့ပြီးစစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့က၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့စခန်းတစ်ခုလုံးကိုမီးဆိုးဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ် ဒါအပြင်ကမှစကန်သိန်းတက်ဝဲဖြစ်ပေါ်ပြီးတဲ့နောက်အင်အား60ခန့်ပါအကြံပတ်စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းကလည်းအထက်ခပေါင်းဆက်ရေလွဲတက်မှမှစီးတဲ့စစ်တပ်ဂိတ်စကန်ကိုလာရောက်စဉ်တော်လိုင်းတက်ဖွဲ့တွေကအသင်းဆောက်ဆံပြီးမိုင်းဆွဲတက်ခတ်ခဲ့ရမှာတော့ဒီအကြံပတ်စစ်ကောင်စီတပ်သားစစ်ဦးထပ်မံတေဆုံးခဲ့ကြောင်းသိရပါတယ်ဆိုပြီးတော့ခေတ်သစ်မီယာကပဲထပ်ပြီးတော့တင်ထားပြီးတဲ့နောက်ထပ်ဒီဘကိုးတိုင်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်ညာ နောက်ထပ်ဒီစကိုင်းတိုင်းဘက်ကဆိုရင်တော့ဒီစကိုင်းတိုင်းဆွေပုံမြို့နယ်မဟုတ်ဦးအနီးမှာအချမ်းဘတ်စစ်တပ်ရဲ့လှည့်ကင်ကိုတိုက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား၃ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းတွေကတော့ဒီဇွန်လ၄ရက်နေ့ညနေ၄:၄၅မိနစ်ခန့်မှာဆွေပုံမြို့မဟုတ်ဦးအနီးမှာကင်းလဲဖို့ထွက်လာတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကစောက်ကြိုတိုက်ခတ်ခဲ့ပြီးအဒီထိတွေ့တပ်ဖွဲ့တနိုင်ခန့်ကြာကြာမြင့်ခဲ့ပြီးတဲ့နောက်အချမ်းဘတ်စစ်ကောင်စီတပ်သား၃ဦးတေဆုံးခဲ့ကထိခိုက်ဒဏ်ရာရသူတွေအများပြားနဲ့ဆွေပုံမြို့အတွင်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။ အဲ့ဒီတက်ပွဲဖြစ်ပွားပြီးတဲ့နောက်တေဆုံးသွားတဲ့စစ်ကောင်စီတပ်သားမတအလောင်း၃လောင်းကိုစေပုံမျိုးနဲ့အတွင်းမှနိုင်ကနှစ်စီးနဲ့လာရောက်တေဆောင်သွားကြောင်းနဲ့ကျွန်တော်တော်လိုင်းတက်ဖွဲ့ဒီဘက်ကလည်းရဲဘော်၃ဦးမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။ဆက်ပြီးတော့ဒီမကွေးတိုင်းဘက်မှဆိုရင်လည်းမကွေးတိုင်းငဖဲမျိုးနယ်မှာစစ်ကြောင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုပျောက်ကြားစနစ်နဲ့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၃ဦးတေဆုံးခဲ့ပြီး MA1 တနက်တက်လန့်နဲ့ခဲယမ်းတွေတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးကတော့ ဇွန်လ2ရက်နေ့ညနေပိုင်းကအဆိုချင်းကာကွယ်ရေးတပ် ACDF ရဲ့ဒေသ1တွင်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုအဆိုချင်းကာကွယ်ရေးတပ်ကပျောက်ကြားပစ်ခတ်ခဲ့ပါတယ်။15မိနစ်ခန့်ကြာမြင့်ခဲ့တဲ့အဲ့ဒီတပ်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကတယောက်သေဆုံးကထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်းသိရပါတယ်။အဲ့ဒါလိုထိတွေ့မှုအပြီးတပ်ပွဲဖြစ်ပေါ်ရနေရာကိုနေမည်စင်းလင်းလှုပ်ဆောင်ရမှာတော့အမေဝန်တနတ်တက်လက်ကြီးပေါင်း9ခုနဲ့ခရဲများတိုင်းစီရရှိခဲ့ကြောင်းအဆိုချင်းကာကွယ်ရေးတပ် ACDF ကထုတ်ပြန်ထားတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်ညာ။ နောက်ထပ်ဒါကြောင့်အာရခတက်တော့ A တို့ရဲ့ဒီကြောက်ဖြူတက်ပွဲကိုစေလေးလာသုံးသက်သူတွေကဘလို့တွေသုံးသက်ပြထားလဲဆိုတော့ရခိုင်ပြည်နယ်အတွင်းကြံစည်နေသေးတဲ့မြို့၃မြို့အနက်ကြောက်ဖြူမြို့သိမ်းတက်ပွဲကိုအာရခတက်တော့ A ကဖြစ်ဖြစ်ချင်းတိုဝီတက်ယူတဲ့နီးပြူဟာကိုအသုံးပြုနေကြောင်းစေလေးလာသုံးသက်သူတွေကသုံးသက်ပြောဆိုထားပါတယ်ရခိုင်ပြည်နယ်အတွင်း AA ရဲ့မြို့သိမ်းတပ်ဖွဲ့တွေမှာရခိုင်ကအားရဖို့ကောင်းခဲ့ပေမဲ့လည်းကြောက်ပြူမြို့သိမ်းတပ်ဖွဲ့မှာတော့အားရဖို့မကောင်းသည်မှာဗျူဟာပြောင်းပြီးတက်ခတ်နေခြင်းဖြစ်ကြောင်းသုံးသပ်ထားပါတယ်။ ဒီကြောက်ဖြူဒေတာမှာတရုတ်စီမံကိန်းကြီးစီနေတဲ့အတွက် AA ကအင်အားအလုံးကြီးနဲ့ဝင်တက်လို့ရပေမဲ့မတိုက်သေးတာကိုတွေ့ရတယ်။ပြောရရင်တော့တလမချင်းတိုးတဲ့နီးပြူဟာကိုအသုံးပြုနေပါတယ်။အဲ့ဒါလို့တလမချင်းတိုးယူတက်ခိုက်ရာကနေနောက်ဆုံးမှဒီကြောက်ဖြူမျိုးကိုအချိန်မီ၍ဝင်သိမ်းလို့ရတယ်ဆိုတဲ့ပါဝါကိုပြချင်တာလဲပါကောင်းပါနိုင်ပါတယ်။ဒီကြောက်ဖြူကတရုတ်စီမံကိန်းကြီးတည်ဆည်ရနေရဖြစ်ပြီးကြောက်ဖြူမျိုးသိမ်းတပ်ပိုင်းမှာတရုတ်နဲ့အာရခတ်တပ်တော် AA တို့မညှိစင်ရအတွက်ဆောင်းပြီးတက်နေခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယောကလည်းတုံ့သက်ပြောဆိုထားပါတယ်။ အဲ့တော့ဒီကြောက်ဖြူမျိုးသိန်းတက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ညီကိုမောင်တော်ရတယ်လဲဘာလို့တက်ပွဲကြာနေလဲဆိုတော့အားလုံးပဲသဘောပေါက်ကြလောက်အောင်ပါနော်အဲ့တော့နောက်ဆုံးအနေနဲ့ကတော့ဒီ ILO ပုံမှန်33အရာအရေးယူရန်အတည်ပြုမှုအပေါ်ကိုစိတ်ပြတ်ကြောင်စစ်ကောင်စီကဆိုလာပါတယ်ဆိုတဲ့သတင်းတစ်ပုဒ်ကလည်းဒီအလုတ်သမားအခွင့်အရေးချိုးဖောက်နေတဲ့စစ်ကောင်စီကိုအပြည်ပြည်ဆိုင်ရာအလုတ်သမားရေးရာအဖွဲ့ချုပ် ILO ရဲ့ပုံမှန်33အရာအရေးယူရန်အတည်ပြုမှုအပေါ်ကိုစိတ်ပြတ်ရပြီးပါဝင်ပတ်သက်ခြင်းမရှိကြောင်းမြောက်ဒီရုပ်တံသတင်းဌာနကမနေ့ကကြေညာလာပါတယ် အဲ့ဒီမှာစစ်ကောင်စီအဖို့ ILO စာမျက်နှာမှာတဆင့်ဖိအားပေးနိုင်ရန်ရည်ရွယ်ပြီးတော့ ILO ရဲ့မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မတီ COL ရဲ့အကြံပြုချက်များကိုလိုင်းနာဆောင်ရွက်စေရန်တစ်ဖက်သက်တောင်းဆိုထားတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းစစ်ကောင်စီရဲ့အလို့သမိုင်းဝန်ကြီးဌာနကလည်းဝေဖန်ထားပါတယ်။အဲ့တော့ဒီအရေးကြီးမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်မပြောဘူးလား။နော်သူတို့ဒီအကြံပတ်စစ်ကွေတာတော်တော်လေးအထိနာသွားတဲ့ပုံရတယ်နော်အခုဆိုပေမဲ့ကြည့်ဟုတ်ဒီမြောက်ဒီရုပ်တံသတင်းဌာနကအောင်မှတော်တော်လေးစိတ်ပြေကြောင်ဒီကောင်တွေဝေဖန်လာပြီဆိုတော့ ဘလောက်ထိအထိနာသွားလဲဆိုတာအားလုံးပဲသဘောပေါက်ကြအောင်ပေါ့နော်ဒီအရေးကြီးမှုနဲ့ပတ်သက်ပြီးဒီကောင်တွေကလူကြားကောင်အလုတ္တမပြည်သူလူထုတွေဒုက္ခရောက်လိုက်မဲ့ဆိုပြီးတော့ပြောတာပြောနေရတာနော်တကယ်တကယ်အထိနာသွားတာတော့တို့ဒီစစ်ပုတ်ချုပ်တစုနဲ့တို့ရဲ့မိသားစုဝင်တွေပဲပေါ့နော်ကဲတော့ဒီမနက်ပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးတရင်ကောင်တွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီအရေးယူခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအလုတ္တမပြည်သူလူထုတွေဒုက္ခရောက်ရမယ်ဆိုပြီးဟိုဘတ်အော်ဒန်ဇာရောက်ကဒီစစ်ခွေလော်ဘီတွေကတော့ဝါဒမှိုင်းနေဖြန့်နေကြတယ် အဲ့ဒီဝါရမိုင်ဖြတ်နေတဲ့အပေါ်မှာဒါ CDUM ဥက္ကဋ္ဌဥမမောင်ကဘလို့တွေပြန်ပြီးဆင်းပြထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ lobby တွေပြောတာကစိတ်ယုံတွေတော့ပေးကုန်တော့မှာပဲเนาะအခြေခံလို့သမားတွေတော့ဒုက္ခရောက်ပါဘဝပြတ်ပါပြီလို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့ဆုံးဖြတ်ချက်ထက်မှာဘာပါလဲဆိုတာဟုတ်ပြန်ကြည့်ကြရအောင်အဲ့ဒီမှာ sanction ဆိုတဲ့စီးပွားရေးပိတ်ဆို့မှုစကလုံးတစ်လုံးမှမပါပါဘူးဗျာ တေချာပြိုးပြဲပြီးဖတ်ပါလို့ကျွန်တော်အဲ့ lobby တွေကိုပြောခြင်းပါတယ်။เนาะကျွန်တော်တို့ပြည်သူတွေအခြေခံလုပ်သမားတွေလည်းကျွန်တော်ပြောခြင်းပါတယ်။ကျွန်တော်တို့တောင်းဆိုရတဲ့မှာအထည်ရုပ်ဆိုင်ုံတွေပိတ်ပါဆိုတဲ့စကားလုံးလည်းမပါဘူး။ဟာအထည်ရုပ်ပစ္စည်းတွေကိုစက်မှုကုန်လုပ်ပစ္စည်းတွေမရောင်းပါနဲ့ဆိုတာ mobile ဘာနဲ့လည်းတလုံးမှမပါဘူး။ကျွန်တော်တို့ပြောနေတဲ့ဟာကအဲ့ဒီ resolution ဆုံးဖြတ်ချက်ရဲ့အပိုင်းနှစ်ကငယ် 2C မှာပေါ့နော်ပါတာအရင်အရေးကြီးပါတယ်။အဲ့ဒါကဘာလဲဆိုတော့နိုင်ငံအားလုံးကို ဆင်းအုပ်စုနဲ့စကားအရေးကြီးပါတယ်နော်ဆင်းအုပ်စုနဲ့လို့ပြောပါတယ်ဆင်းအုပ်စုနဲ့ဆက်ဆံနေတာကို ပြန်လည်သုံးသပ်ပါဘာဖြစ်လို့လဲဆိုတော့မသုံးသပ်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ဒီဆင်းအုပ်စုနဲ့အလုံးလုံးနေတယ်ဆိုရင်တော့ဆင်းအုပ်စုကိုအားပေးအားမြောက်ပြုရကြမယ်ဒါတစ်ခုနောက်တစ်ခုကဘာလဲဆိုတော့ဂျက်လေယာဉ်စီနဲ့ပတ်သက်လို့ရှိရင်တေးသေးချာသုံးသပ်ဆစ်ဆေးပြီးတော့အလုံးလုံးဖို့လိုပါတယ်ဆိုတာပါပါတယ် နော်ဒါကဂျဲလိမြန်ကိုလည်းကျွန်တော်ထင်တယ်ကျွန်တော်တို့မှာရှိတဲ့ဆန်ဖို့ဂုံထုတ်ကလူ့သမား3သိန်းရှိတယ်လို့ပြောကြတာပေါ့ဗျာ3သိန်းရဲ့10ရာခိုင်နှုန်းကဂျဲလိမြန်မစည်းနိုင်ဘူးလို့ကျွန်တော်ကမြင်ပါတယ်ဒါဆော်ကားတာမဟုတ်ဘူးပဂရိစီးပွားရေးအခြေအနေကြောင့်ကျွန်တော်ပြောတာပါဟိုဆိုဗာလဲဟိုအရာအင်မတန်အရေးကြီးတဲ့ကျမ်းမာရေးအခြေအနေကြောင့်လို့ဗာလို့ကြောင်စီးကြရမှာပေါ့ဗျာဒါပေမဲ့ကျွန်တော်တလားတစ်ခါတော့ဘူးကတော့မစည်းနိုင်ဘူးလို့ကျွန်တော်ထင်ပါတယ်ဒါမှမဟုတ်ဂျဲလိမြန်စီပိတ်တာက ကျွန်တော်ရဲ့ရှမ်းဘူးဂုံထုတ်လုံသမားတွေပေါ်မှာဘလို့မှတရားဝင်မရှိဘူးလို့ကျွန်တော်ပြောခြင်းပါအဲ့တော့ခင်ဗျားတို့ကဗျာလောင်စာကိုဗာလဲမီးမလာဘူးလို့ပြောမီးလာတာတော့ခင်ဗျားစေုပ်စုတာဝန်ကြီးဗျာတို့ကတို့ကိုတို့အစိုးရခေါ်တာလဲစေုပ်စုရဲ့တာဝန်ဖြစ်တယ်ဆိုတော့တာဝန်ရှိတဲ့လူကပြောပါအဲဒီလူကမပြောပါနဲ့ကျွန်တော်တို့မပြောပါနဲ့ဒါတခုပါနောက်တစ်ချက်ပါတာရှိပါတယ်ဗာလဲဆိုတော့စေုပ်စုရဲ့ငွေတွေလွတ်လွတ်လပ်လပ်စီးရှင်းနေမှုကိုပြန်လည်ပြီးသုံးသပ်ပါလို့ပြောထားပါတယ် အဲ့တော့ကျွန်တော်တို့စေအုပ်စုရဲ့ငွေကကျွန်တော်တို့ဒီပြည်သူတွေရဲ့ငွေတွေမဟုတ်ပါစေအုပ်စုရဲ့ငွေဆိုတာဥပိုင် limited ကငွေတွေကိုပြောတာပါเนาะမြဝတီဘဏ်ကငွေတွေကိုပြောတာပါခင်ဗျာเนาะနောက်တစ်ခါ main online သားသမီးတွေရဲ့ငွေတွေကိုပြောတာဆိုဝင်သားသမီးတွေရဲ့ငွေတွေကိုပြောတာခင်ဗျာအဲ့ဒီငွေတွေကိုကျွန်တော်တို့ကတော့စမ်းစစ်ဖို့လိုပါတယ်ပိတ်ပင်မယ်လို့မပြောသေးဘူးเนาะစမ်းစစ်မယ်လို့ကျွန်တော်ပြောတာပါအဲ့လိုစမ်းစစ်တဲ့ဟာမှာ ကျွန်တော်တို့အခြေခံစံမှုကုံထုတ်မှာရှိတဲ့တော့၎င်းကျွန်တော်တို့ရဲ့ဒီဝန်တန်းလောကမှာရှိတဲ့လူလောကဘလို့တဲအောင်မှုရှိမလဲဆိုတော့ကျွန်တော်တော့မပြောတတ်ဘူးလော်ဘီတွေကတော့တအားအော်နေပြီပေါ့ဗျာဒါပေမဲ့ကျွန်တော်ပြန်ကျွန်တော်တို့သေးသေးချာချာစာကိုစီစစ်ပြီးတော့ရေးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့အခြေခံစံမှုကုံထုတ်လို့ဓမ္မဓိပေါ်မှာထိခိုက်မှုမရှိအောင်ကျွန်တော်ရေးထားတာဖြစ်တယ် အတဲလာပြီးထိခိုက်မယ်လို့ပြောတဲ့လူတွေဆိုမေးပါမေးပိုင်ခွင့်ရှိတယ်နော်မမေးရဘူးလို့ပြောရင်လည်းဒါမဟုတ်သေးဘူးအခုကျွန်တော်ဖြေတယ်လို့ပဲပြောပါအဲ့ဒီဂျန်ဒိမြန်စီပိတ်တဲ့ကိစ္စကျွန်တော်တို့ဘာကြောင့်အလုပ်ပြောရမှာလဲဆိုတဲ့ကိစ္စတစ်ခုနောက်တစ်ခါဆမ်ဟိုစစ်တပ်ရဲ့စီးပွားရေးမင်းအွန်လိုင်းသားသမီးစီးပွားရေးကိုပိတ်တာကကျွန်တော်တို့ဘာလို့အလုပ်ပြောရမှာလဲဆိုတာကိုမေးကြပါလို့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အပိုင်းနှစ် ကငယ်ကအရန်ရေးကြည့်ပါတယ်အဲ့ဒါဖတ်ကြပါအဲ့ဒီဟာကလုံးဝတနိုင်ငံလုံးကိုစီးပွားရေးပိတ်ဆို့လိုက်မယ်ဆိုတော့မဟုတ်ပါဘူးရေးမထားပါဘူးဆိုတော့ကျွန်တော်ပြန်တင်ပြချင်တာပါခင်ဗျာဟိုချမ်းသာတဲ့လူတွေရှိတယ်ကဒါသူတို့မိမိပါဟိုဆွေမျိုးအားလုံးတွေကအစောကြီးတည်းကကောင်းကောင်းကောင်းဝယ်လုပ်ပြီးချမ်းသာတဲ့လူတွေအယောင်းဝယ်လုပ်နေတဲ့လူတွေအဲ့ဒီလူတွေရှိသူဂွင်နဲ့လုပ်နေတဲ့လူတွေရှိတယ်နော်သူတို့စစ်တပ်ရဲ့ဂွင်ပေါ့ဗျာမသူသားသမီးနဲ့ပေါင်းတယ်တို့ဟိုဘားတို့ပေါင်းတယ်ဒီမင်းသားတွေမင်းသမီးတွေ အဲ့ဒီလူတွေတော့ထိမှာပဲเนาะအဲ့ဒီလူတွေကအခြေခံလူတန်းစားတော့မဟုတ်အဲ့ဒါတော့ရှင်းအောင်ပြောတတ်တယ်เนาะဒီအချိန်မှာဆေးဥဆုံနဲ့ဟိုဗီဒီယိုရိုက်တာတို့ရုပ်ရှင်ကော်မတီတို့ဆေးသွင်းတာတို့နောက်ဆုံးပါလေဟိုဆိုလာပြားတွေသွင်းတဲ့လူတို့အဲ့ဒါတွေအားလုံးကမင်းအောင်လိုက်သားသမီးလုပ်တာတော့အဲ့ဒါတော့ကန်ခါရမှာအဲ့ဒါတော့ရှင်းတယ်เนาะဘယ်နာမည်နဲ့လုပ်လို့เนาะအဲ့ဒါတော့အကန်ခါရမှာအကန်ခါရမယ်ဆိုရင်ဘလို့ကန်မှလဲလို့မင်းရှင်းပြမယ်ရှင်းရှင်းလေးပါပဲ เนาะအမေရိကကနေပြီးတော့ sanction ချထားတာရှိပါတယ် sanction ချထားတော့ရည်နေကြတယ်ဘာမှမဖြစ်လို့ဒါပေမဲ့သတိထားကြည့်ပါစင်ကာပူကနေပြီးတော့ဒီမြန်မာဟိုမြန်မာ airways ရဲ့ဟိုစင်ကာပူဘာနေရနေပြီးတော့မြန်မာ airways ရဲ့ဒီဒီဘာအကောင့်တွေကိုပိတ်လိုက်ပါတယ်เนาะပြူလူပြဲတဲ့ဖြစ်သွားတယ်နောက်တစ်ခါဘင်္ဂလားဒေ့ရှ်က ဆိုနာလီဘန်ကနေပြီးတော့ဒီမြမဟိုဘာလဲ MFT မြမ Foreign Trade Bank နိုင်ငံသားကုန်သွယ်ရေးဘဏ်နဲ့ MEC မြန်မာစီးပွားရေးဘဏ်တို့အကောင့်ကိုပိတ်လိုက်တယ်။ YouTube ပြတဲ့ဖြစ်တဲ့နေပြည်တော်ခေါ်ပြီးဆွဲလာဆိုလာလို့ဒါဘာမှလုံးလို့မရအောင်။ကဲတော့ကြားတယ်နော်မြန်မာနိုင်ငံကအလုတ္တမပြည်သူလူထုတွေဒုက္ခရောက်ရမယ်ဆိုပြီးတော့လမ်းပေါ်တက်ပြီးဖင်ကုန်းပြီးတက်လွန်နေတဲ့မင်းတို့ဟိုဘအောက်တန်းစားရကွာစစ်ခွေးလော်ပြီးတယ်နော်။အခုလိုအရေးယူလိုက်တဲ့ဆိုတာကလည်းမင်းတို့ဒီစစ်ခွေးဗိုလ်ချုပ်တွေနဲ့သူတို့မိသားစုဝင်တွေရဲ့အကျိုးစီးပွားတွေကိုပဲအဓိကထားပြီးတော့ကန့်သက်ပိတ်ဆို့တာနော်မင်းတို့တွေလိုင်းပေါ်တက်ပြီးဖင်ကုန်းပြီးတက်လော်စရာမလိုဘူးငါတို့ပြည်သူတွေအားလုံးကအဖြူမဲကွက်ကွက်ပြပြတည်တယ်နော် အဲ့တော့လော်မယ်ဆိုလဲကြီးကြပ်ပြီးလော်နော်လော်လော်ပြီးတော့နောက်ဆုံးကြတော့လဲစောက်ဆက်တွေ꽌ပြီးတော့အတန်တွေတိတ်သွားကြတာပဲမဟုတ်လားဟမ်ကဲနောက်ထပ်သူတို့ဒီအငိမ့်စားစစ်ခွေးပိုချုပ်ချိုထုံးအောင်လုံးကြံခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီ၆နှစ်အရွယ်ကလေးမလေးကိုပါဖမ်းထားလို့ဆိုပြီးတော့ဒီစဘာပွဲစားကြောင်မျိုးမင်းကလည်းဘလို့ဒီပြောထားမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာတာမကြီး ချုပ်ထုံးဥချုပ်ထုံးအောင်ပေါ့နော်ဘုံချုပ်အနေသားဘုံချုပ်တမကြီးချုပ်ဥချုပ်ထုံးအောင်ကိုလောက်ကြံတက်ဖြတ်တဲ့အဖွဲတွေကိုမိပြီဆိုတဲ့အကြောင်းကိုနာဆာကကမနေ့ကညပိုင်းမှာတရင်ထုတ်ပြန်တယ်ထုတ်ပြန်ကြတဲ့မှာတော့16ရောက်ပေါ့နော်ထုတ်ပြန်ကျွန်တော်16ရောက်ဒါပေမဲ့ကျွန်တော်ဒီနေ့မှာတခါလေးထည့်ပြောပြပါစီတခါလေးကျွန်တော်ပြောပြပါစီတရင်ထုတ်ပြန်ရေးအဖွဲရေထုတ်ပြန်ချက်ဟာတော်တော်ဟိုပေါ့ရော်တယ်လို့ပဲကျွန်တော်ပြောပါစီပြင်းပြင်းထန်ထန်မွေးပါလို့တော့ပါဘူးပြီးလိုက်ပြီးတော့ပေါ့ရော်တယ်လို့ပြောပြပါစီဘာပေါ့ရော်လဲဆိုတော့ဒီ6နှစ်သမီးလေးကို6နှစ်သမီးလေးကိုထည့်ထုတ်ပြန် တကယ်ဆိုရင်ဒီ6နှစ်သမီးလေးကဒီပြစ်မှုမှာဓာတ်ရိုက်ပါဝင်ပတ်သက်သူတွဲပါဝင်ပတ်သက်သူဘယ်တော့မှဘလို့မှမဖြစ်နိုင်သူ့ဖေအေမအေကဖေအေကလှုပ်လို့သူ့မအေကပါကောင်းပါနိုင်မယ်ဒီကလေးက6နှစ်သမီးကဘာမှသိမှာမဟုတ်အဲ့တော့ဒီ6နှစ်သမီးကိုသတင်းထုတ်ထည့်ထုတ်ပြန်လိုက်တာကတော့သတင်းထုတ်ပြန်ရေးအဖွဲ့ပော့ရော့တယ်လို့ကျွန်တော်ပြောရစီပော့ရော့တယ်တော်တော်ဒီပော့ရော့ပါဒီပော့ရော့မှုကြောင့်ဘာဖြစ်လဲဆိုတော့ဒီ6နှစ်ကလေးကြောင့်6နှစ်ကလေးကိုထည့်ထုတ်ပြန်လိုက်မိတာကြောင့်ဒီဟာကြီးကတခါတည်းသေးတယ်လို့ဖြစ်သွားတယ်အဲ့တော့ထုတ်ပြန်ရေးအဖွဲ့တွေဒီနေ့နောက်နောက်မှာ ဒါအဆင်ကျင်ရမယ့်ကိစ္စတစ်ခုဖြစ်တယ်လို့မမေ့ဘူးလို့လေကလေးတငယ်အခွင့်အရေးဆိုတာရှိတယ်အဲ့တော့ဒီ6နှစ်သား6နှစ်သမီးလေးကဘာမှသိပုံမဟုတ်ပြီးတော့ဒီတက်ပြတ်မှုလုံးချောင်မှုမှာဒီ6နှစ်သမီးလေးကပေါင်ပတ်သက်မှုရှိမှာမဟုတ်ဘူးလို့ကောက်ချက်ချလို့ရတယ်ရှိခဲ့ရင်တော့ကလေးတငယ်အခွင့်အရေးဆိုတာရှိတယ်အတွေ့ဥပမာလည်းပြောရရင်မထုတ်ပြန်တဲ့ထုတ်ပြန်တယ်ထုတ်ပြန်တာမဟုတ်ဘူးမင်းတို့တကယ်ကိုဖမ်းလာတာနော်ထုတ်ပြန်တယ်ပို့ရတယ်အဲ့ဒီ6နှစ်သမီးဟာကို highlight လုပ်ပြီးတော့သတင်းကိုလုံရေးပလိုက်တော့ဒီ NASA ကအစိုးရကြီးကနေထိုင်တဲ့6နှစ်သမီးကိုပါဖမ်းနေပြီဖြစ်ကုန်တော့ တကယ်လည်းပြန်လာပဲလေသတင်းထုတ်ပြန်တဲ့ဒီစစ်စစ်တဲ့ဘော်တွေနည်းနည်းလေးနောက်ပိုင်းကျစစ်စစ်တဲ့ပို့ပြီးတော့ကြောက်ကြမှတ်တရားလုပ်တင်နေစဉ်းစားသူ့ခေါ်တင်နေပေါ့ဒါတော့ကျွန်တော်အကြံပြုတာပါဒါပေမဲ့ပြဿနာကဟိုထုတ်ပြန်တဲ့ထဲမှာထက်ထုတ်ပြန်လိုက်တော့နည်းနည်းရှုပ်သွားတယ်ဒါပွန့်လို့သွားတယ်အဲ့တော့အဲ့ဒါကပြောစရာကြီးဖြစ်ကုန်ဒါပေမဲ့6နှစ်သမီးနေတော့ဘာမှမဆိုင်ဘူးလို့ထပ်ပြောပြရစီအဲ့တော့သူတို့ဘာမှမဆိုင်ထပ်ပြောပြရစီဒါတော့ကလေးတငယ်အခွင့်အရေးတော့ရှိပါတယ်ဒါကိုလည်းအာဏာမဲ့ဖွဲ့စည်းတွေအာဏာမဲ့ဖွဲ့စည်းအနေနဲ့လည်းသတင်းထုတ်ပြန်တဲ့အခါမှာပါနတ်ပါစီပြီးပါစီအဲဒရိကြီးကြီးထားနိုင်ကြစီဘူးလေတိုက်တော့မှာ ဲ့တော့သတင်းထုတ်ပြန်လာတာတကယ်ဖမ်းလာလားဆိုတော့မင်းတို့ကိုမင်းတို့အသိဆုံးပေါ့နော်အခုဒီကလေးမလေးဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကောင်ကတို့ဒီခွေးတက်ကိုတဲလေဝေဖန်ခြင်းနဲ့နော်ဒီစိတ်မှလည်းဒီဇဘောင်းကြီးစစ်ကြောကြီးထဲမှာအထောင်းခံနေရတယ်ဆိုတော့ဒီကောင်လည်းဒဲမဝေဖန်ရဲတော့အခုလိုတွယ်ဝိုက်ပြီးတော့ဝေဖန်တာပဲနော်အဲတော့မင်းတို့ထောက်ခံနေတဲ့ခွေးတက်ကောင်းပါတယ်ဆိုတော့ကောင်းတယ်အခုမင်းတို့ဘာပြောချင်ကြသေးလဲဟမ် ကဲဒီနောက်မှာလဲခလာယာ15ကဒီဘူဂျီမယံမဒိန်အကျင့်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ဒီမဒိန်လဲအကျင့်ခံရသေးတယ်ဘလောက်ထိလဲနှိမ့်ဆက်ခံရလဲဆိုတာဘောမပြောင်ကြည့်ပြောပြထားလေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအကျွန်တော်မိုးညင်းခလာယာ15နဲ့ပတ်သက်ပြီးတော့အကျွန်တော်ကျွန်တော်ပြိုင်မဲ့ဒီကိစ္စကပေါ်ထုတ်ခဲ့တာဖြစ်တယ်ကျွန်တော်ပြိုင်မဲ့ထုတ်ပြောဆိုခဲ့တယ်ပေါ့ဗျာနော်အဲ့တော့ထုတ်ထုတ်ပြောဆိုပြီးလေးရောက်လဲအဲသူတို့ဘက်ကဘယ်လိုပုံလဲဆိုတော့လူများပြီးတော့နော်လူမျိုးအီကိုကျွဲဖက်တဲ့ဇယိုက်ပုံစံမျိုးတွေလည်းမိုးညင်းမှာတွေ့နေရတယ် တော့ကျွန်တော်ကပြောလိုက်တော့ကျွန်တော်ကြောင့်ပုံစံမျိုးဖြစ်နေဆိုလို့ရှိရင်ကအာကျွန်တော်ကြောင့်လည်းဒီခံရတဲ့အလင်မယားကပုံပြီးတော့ဟိုဘာလို့ PR တွေများလာတော့သူတွေ့ရတယ်အဲ့တော့သူတို့ PR တွေကိုကျွန်တော်ကိုယ်တိုင်ဒီကျွန်တော်ပခုံးပေါ်မှာထပ်တင်ပြီးတော့ကျွန်တော်ထမ်းလာမှာပါเนาะအဲ့တော့ကျွန်တော်တို့အတူတူပြန်ဆိုင်ရမှာပါเนาะတရားကိုမတရားမှုနဲ့မတရားလုပ်ပြီးတော့သူတို့ဖြေရှင်းနေတဲ့အချိန်မှာဒီမတရားမှုကမတရားမှုလို့ကျွန်တော်အနေနဲ့တော့ကြားရရနေပြီးတော့နေပါပါတော့ပြောပါလို့ရှိလာပြန်เนาะအဲ့တော့ကျွန်တော်ဝင်ပြောဖြစ်ပါတယ်ပြောခဲ့ပြီလေအခုဆိုရင်မျိုးသွေးငယ်လေးက ဒီပေါ့နော်မရင်းချင်းခံရတယ်နော်မရင်းချင်းခံရတဲ့အမျိုးသမီးငယ်ကအဲဘူကြီးရဲ့မယားပေါ့နော်ဒီဒီဘူကြီးကတကယ်လို့ဘူကြီးကတရားတိုင်လိုက်ပါပြီတရားတိုင်လိုက်တော့ကောင်မလေးကအပြစ်မှာနေနေရတယ်ဘူကြီးကတော့ခံရတယ်ဘူတို့ခံရတယ်အဲထို့သူညဉ့်တက်တီတွေကလည်းပြေးတဲ့သူကပြေးရတယ်မပြေးတဲ့သူကလည်းရှီတန်းကိုပုံထားတယ်အဲ့တော့ဒီဘူကိုခုံယုံစစ်ပြီးတော့စစ်စေးတယ်စစ်စေးတဲ့ခုံယုံစစ်တဲ့သူကလည်းဒီဥပဒေပေါ့ဥပဒေဆိုတာလည်းဆိုတော့ရှိရင်ပြားတွေအောက်မှာလဲနေတယ်အဲ့တော့မျိုးသမီးလေးကအခုဘယ်လိုဖြစ်လဲဆိုတော့ သူတို့ကမောင်းထုတ်ပြီးတော့ဒီမျိုးသမီးကသူတို့မောင်းထုတ်တာမဟုတ်ပါဘူးပေါ့နော်အကျင့်ပြတ်လုံးအားကြီးလို့သူတို့သူတို့သူတို့အကျင့်ပြတ်တဲ့အတွက်ကြောင့်မို့လို့အပြင်ကိုသူကသူမသူကသူသွားနေတာပါဆိုပြီးတော့တရင်လွင်ခိုင်းတယ်အဲ့ဒီကျင်းတန်းကိုလည်းကြံဖန်ပြီးရေးတယ်လို့ကျွန်တော်ကြားသိရတယ်အခုဆိုအမျိုးသမီးကဖုန်းတော့မသုံးရတော့ဘူးဘာကြောင့်လဲဆိုတော့ရှိဒီတရင်က online ပုံမှာပြန်နေတယ်ဒီအမျိုးသမီးကပေးတာပါအဒီတရေးဒီတရေးပွင့်ကြောင့်ပြသူ့ယောက်ျားသူ့အမျိုးသားပေါ့လို့ပေးတာပါဆိုပြီးတော့ဖုန်းလေးကိုစစ်တယ်ဒီစာရဖားကလည်းဒီတက်ထက်မှာအကုန်လုံးဝိုင်းလာပြီးသွားပြီ음အတင်းကိုထွက်ထွက်ဝင်နေကအစားစာရဖားအသေးစားအောင်ရှောင်းအောင်စောင့်နေတာဖြစ်တယ် တော့အမျိုးသမီးကဖုန်းသုံးမရတော့ဘူးမျိုးသားနဲ့လည်းအဆက်အသွယ်မရတော့ဘူးနော်သူအမျိုးသမီးမှလည်းသုံးနှစ်သားကလေးတစ်ယောက်ရှိသလိုအဲနောက်ထပ်အဲကျွန်တော်တို့မိခင်ဖြစ်တဲ့60အသက်60ကျော်ပြင်ဆင်စားရွယ်အတော်တယောက်ကအတော်အမေကလည်းရှိတယ်အဲသူတို့ကအပြင်မှာနေနေရတယ်အပြင်မှာနေနေရတော့မှသူတို့ကဘယ်လိုကောင်းဆိုဒီရက်ဘက်မှာနေလို့မရတော့ဟိုပြားပေးနေတယ်အပြင်မှာတက်ပြင်မှာနေတဲ့သူတွေအကုန်လုံးကလည်းအဲဒီပါတည့်ရင်မှုကတော်ရဲ့ဖျားအောက်မှာပဲရှိနေတဲ့အတွက်ကြောင့်မို့လို့အခုအဲ့ဒီမျိုးသမီးနေတဲ့ရက်ွက်က ရက်ကွက်ကရက်ကွက်လူကြီးထိတာပီအားတွေကရှိနေတယ်ဆိုတော့ဒီမျိုးကြီးကိုအဲကျူးလွန်ခံရတဲ့မျိုးကြီးကိုဒါမျိုးအနိုင်ကျင့်နေရတယ်ကျွန်တော်တို့ကြားသိနေရပြီเนาะကြားသိနေရတယ်နောက်ထပ်ဘယ်လိုလဲဆိုတော့ဒီခုံယုံကလည်းခုံယုံအုပ်စုကလည်းအနေနဲ့ကိစ္စပေါ့ဒီမရင်းကိုကင်တဲ့ခုံယုံကိစ္စခုံယုံကလည်းတော်တော်ညံကြီးရှင်အုံနောက်တော်တော်ကြီးလာပြီလားအုံနောက်တော်တော်ကြီးရဘလို့အုံနောက်မျိုးနဲ့ဒီလိုမျိုးပေါ့ဗျာနော်ဟိုဒီလိုမျိုးယာဒူးတွေရလာလဲဆိုတော့စစ်တပ်မှာယာဒူးတွေရလာကျွန်တော်စဉ်းစားတာမျိုးကြီးကမရင်းချိန်ခဏတရက်နေရချိန်ခဏ ဒီပေါ့တုပ်ပိုးစစ်တာက24နာရီအတွင်းမှာပဲစစ်လို့ရအဲ့လောက်ကိုဘယ်လောက်မှစစ်လို့ဆိုလို့ရှိရင်စေရကြကြ15ရက်လောက်မှာတုပ်ပိုးစစ်တယ်ဆိုတဲ့ခါကျတော့ဒါတသက်စော်ကားတာပဲနော်စော်ကားတယ်ပြီးတော့အမျိုးသားရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ကမ္မပိုင်လျောက်ကြားရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ဒီအမျိုးသမီးငယ်ကိုတုပ်ပိုးသွားစစ်တယ်နော်ဒီတရားဆွဲတဲ့ဘူကြီးဘုရားမလွယ်ဘူးအတရားဆွဲတဲ့ဘူကြီးကလည်းအခုဘာပြဿနာဖြစ်လဲဆိုသူကအရှိတန်းကိုရောက်တယ်အရှိတန်းကနေပြီးတော့သူဆွဲတဲ့အမှုတော့သူ့ကိုယ်နဲ့လာရောက်ဖြည့်ရှင်းလို့မရဘူးဖြစ်အဲ့တော့ခြေတန်းမှာလည်းသူကဘုလိုဟောင်းလဲ အဲ့ဒီရည်များတယ်ဆိုတဲ့ပုံစံမျိုးကြီးဖြစ်လာတယ်ဘလောက်ထိလဲဆိုတော့ဒါတိုက်ဆိုင်မှုရှိတာလားမရှိတာလားမသိဘူးပေါ့ဗျာနော်သူ့ကိုရှေ့ရမှာရဲဘော်တယောက်ကတနက်နေ့ထချိန်ပြီးပြတယ်စီစံမှာထွက်လို့ခံအောင်စီစံထွက်ပြီဆိုဒီအမှုလဲပြတ်သွားမယ်အဲ့တော့သူ့မှာဘာလို့အခုမှအကန်ဆိုးတာလားဒါမှမဟုတ်ရှိလဲဒါတိုက်ဆိုင်တာလားတော့မသိဘူးနော်နိုင်ငံရေးမှာတိုက်ဆိုင်တယ်ဆိုတာရှိမရှိလဲမသိဘူးပေါ့ဗျာနော်တကယ်လောက်ကြံလားတိုက်ဆိုင်တာမဟုတ်ဘူးနော်အဲ့တော့တို့ဒီခွေးတက်ထရေတည်ရုံမှုတွေကတော့เนาะတို့စစ်တက်ထရေလူတွေကပဲတစ်ချိန်ချိန်မှာပြန်လဲပြီးပုံကန်လာမယ်ဆိုတော့ဒါကျွန်တော်မြင်အောင်နေသေးပါတယ်เนาะ ဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ညီကိုမောင်မားတွေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ညနေကြမှာပဲသတင်းကောင်းတွေနဲ့ကျွန်တော်ရအောင်ပြန်ပြီးတော့တက်လာခဲ့ပါဦးမယ်အားလုံးပဲကျန်းမာပေးခင်ကြပါလိမ့်ခင်ဗျာ